မင်္ဂလာပါဒီနေ့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ရမတိမဖြစ်လေ့လာထားမယ့်ဇကပြောဇကစုလေးရှိတယ်ဗောနော်ဒါလေးမတိထိုင်းရင်ဘယ်လိုပြောမလဲမသိဆိုတာဖြစ်တတ်တယ်ဗောနော်နံပါတ်1ပြီးတာရည်လည်းပြီးပါစေတော့တချို့အဲ့လိုပြောတဲ့အခါအဲ့ဒါလေးကိုအင်္ဂလိပ်လိုဘယ်လိုပြောသလဲဗောနော်အင်္ဂလိပ်လို left by gongs be by gongs လို့ပြောတယ်ပြီးကြတာရည်လည်းပြီးပါစေတော့ဒါတော့ပြောတာနောက်တစ်ခုစောလေကောင်းလေးကိုဘယ်လိုပြောသလဲဗောနော် the sooner the better စောလေကောင်းလေး ောက်တစ်ခုမင်းငါစီကိုလမ်းကြုံလမ်းကြုံအောင်မလားပေါ့နော်မင်းငါစီကိုလမ်းကြုံရင်ဝင်ခဲ့အောင်မလားပေါ့မင်းငါဘက်ကိုလမ်းကြုံအောင်မလားအဲ့လိုပြောနေတယ်ဆိုရင် are you going my way ပေါ့နော်မင်းငါဘက်ကသွားအောင်မလားပေါ့ဥမာငါဘက်ငါအိမ်ဘက်ကိုလမ်းကြုံအောင်မလားအဲ့ဒါကိုပြောတာ are you going my way ပေါ့နော်နောက်တစ်ခုခေါင်းကိုက်တာ I have headache လို့ပြောတယ်ငါခေါင်းကိုက်နေရလို့ပြောတာ နောက်တော့ငါမင်းကိုစိတ်ကုန်တယ်လို့ပြောတာစိတ်ကုန်တယ် I'm unfettered with you ငါမင်းကိုစိတ်ကုန်တယ်လို့ပြောတာနောက်တော့ချင်းကစားတာချင်းလုံးကစားတာကိုပြောတာ play game ball ပေါ့နော်နောက်တစ်ခုတကောကောင်းမဆန်တဲ့ကိုအင်္ဂလိပ်လို don't be selfish လို့ပြောတယ်တကောကောင်းမဆန်ရဘူးတဲ့နောက်တစ်ခု reliable ဖြစ်တယ်ဆိုတော့ယုံကြည်စိတ်ချရတာကို reliable ဖြစ်တယ်လို့ပြောတယ်နောက်တစ် jealous မနာလိုတာကိုအင်္ဂလိပ်လို jealous လို့ပြောတယ်နောက်တစ်ခု သုံးပြီးသားပေါ့နော်တပတ်ရည်လေးတွေလိုက်ရှာတယ်တပတ်ရည်လေးတွေလိုက်ဝယ်တယ်ဆိုအဲ့ဒါကို second hand လို့ပြောတယ် second hand second ပေါ့နော် second hand ဆိုတော့သုံးပြီးသားတပတ်ရည်ပေါ့နော်အဲ့ဒါကို second hand လို့ပြောတယ်